ရီယယ်မက်ဒရစ်ရဲ့ပွဲဥတွင်းရာသီမှာတိ82နှစ်ကြာတည်ရှိနေတဲ့စံချိန်ကောင်းတစ်ခုကိုချိုးဖျက်ပြလိုက်တဲ့အမ်ဘာပေရီယယ်မက်ဒရစ်အသင်းတော်တရားသည်ကမျော်မှန်းထားသလိုဖြစ်မလာခဲ့တဲ့စိတ်ပြည့်စရာရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ခါသီးပြိုင်ဘက်ဘာစီလိုနာအသင်းကိုတရားသည်မှာ၄ချိန်ရင်ဆိုင်ကစားပြီးတော့၄ချိန်စလုံးရှုံးနေခဲ့တဲ့ရီယယ်မက်ဒရစ်ကလာလီဂါအမှတ်ပေးဖလားချန်ပီယံလိပွဲမှာမစွမ်းသာခဲ့သလိုချန်ပီယံလိမှာလည်းကွာတာဖိုင်နယ်အဆင့်မှာတင်အာဆင်နယ်အသင်းကိုရှုံးနေပြီးတော့ထွက်ခဲ့ရပါတယ်။ အဲ့လိုမျိုးအသင်းကအဘက်ဘက်မှာအကြအရှုံးနေနေရင်ဆိုင်ခဲ့ရပေမဲ့ထူးထူးခြားခြားခြေစွမ်းပြခဲ့တဲ့ကစားသမားတဦးရှိပါတယ်။အဲ့ဒီကစားသမားကတော့အမ်ဘာဘေဖြစ်ပြီးတော့ဘာဘေကရီယယ်မက်ဒရစ်အသင်းစီကိုပြီးခဲ့တဲ့နှစ်ရာသီအပြောင်းရွှေ့ဈေးကွက်ကမှရောက်ရှိလာတာကြောင့်ဒီရာသီဟာသူ့အတွက် ပထမပွဲဥတွေ့ရသည်ဖြစ်ပါတယ်။ဘာဘီအနေနဲ့ရီယဲကိုချန်ပီယံလိဖလားကြီးနဲ့ဗော်လန်တီယိုဆုစုခူးနိုင်ဖို့ဆိုရယ်မျှော်လင့်ချက်နဲ့ရောက်လာခဲ့တာဖြစ်ပေမဲ့ရီယဲအသင်းဘက်ကဘာဘီရဲ့အိမ်မက်ကိုပထမရသည်မှာတော့မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးလို့ဆိုပါပါမယ်။ဒါပေမဲ့ဘာဘီဘက်ကတော့ရီယဲပရိသတ်တွေသူ့စီကနေမျှော်လင့်ထားလောက်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီးတော့တမိုင်းမှတ်တမ်းတွေကိုပါရေးထိုးထားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့အင်ကန်နီညာကရီယဲမက်ဒရစ်အသင်းကမာရော့ကန်အသင်းနဲ့ကစားခဲ့ရပြီးတော့ နှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့ပါတယ်။အဲ့ဒီပွဲအတွက်အဖွင့်ကိုးကိုမာရိုကာဘက်က70မိနစ်မှာမမျော်လင့်ဘဲရရှိခဲ့ပြီးတော့ Real Madrid အသင်းတို့ခြေပါကိုးပြန်ရဖို့အတွက်တော်တော်လေးကြိုးစားရုန်းကန်လိုက်ရပါတယ်။ဒုတိယပိုင်းပွဲကစားချိန်68မိနစ်လောက်တော့မှလိုအပ်နေတဲ့ခြေပါကိုး MVP ကသွင်းယူခဲ့ပြီးတော့နားချင်းအချိန်ပိုအရောက်မှာလူငယ်ခန်စင်မိုရာမွန်က Real အတွက်အနိုင်ကိုးကိုသွင်းယူပေးခဲ့ရလဲဖြစ်ပါတယ်။ဘာဘီအတွက်အဲ့ဒီသွင်းကိုကတရားဒီလာလီကာမှာသွင်းယူထားတဲ့28ဂိုးမြောက်သွင်းကိုဖြစ်ပါတယ် ်ဒီပမာဏက Real Madrid ကစားသမားတဦးအနေနဲ့ ပွဲဥထွက်ရာသီမှာလာလီဂါကိုအများဆုံးရထားခဲ့တဲ့အသင်းရဲ့ကဏ္ဍဝင်ကြီးအယ်ဖရက်ဒရိုဒီစတီဖာနိုရဲ့28ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီစတီဖာနိုဟာအဲဒီစံချိန်ကိုရီယယ်မက်ဒရစ်အသင်းအတွက် သူစတင်ပွဲဥထွက်ကစားပေးခဲ့တဲ့1953-54ရာသီမှာရယူနိုင်ခဲ့တာဖြစ်တာကြောင့်အမ်ဘာပေယာဆွဲတော့ရီယယ်အသင်းသမိုင်းမှာ82နှစ်ကြာတရှိနေခဲ့တဲ့စံချိန်ကြီးကိုချိုးဖြတ်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုရပါမယ်။အဲဒီစံချိန်ကရီယယ်မက်ဒရစ်အသင်းစီ ရောက်လာတဲ့ဘယ်တိုင်းစစ်မှုမျိုးအတွက်မဆိုချိုးဖြတ်ဖို့ရခက်ခဲပြီးတော့အသင်းရဲ့အတွင်းကိုအများဆုံးစံချိန်ရယူထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုတောင်မှမချိုးဖြတ်နိုင်ခဲ့ဘူးဖြစ်ပါတယ်တကယ်တော့ဒီရာဒီမှာအမ်ဘာဘီချိုးပြထားနိုင်ခဲ့တဲ့စံချိန်မှတ်တမ်းကောင်းကအဲ့ဒီတခုလေးရှိတာမဟုတ်ပါဘူး။မကြသေးမီတုန်းကဆိုရင်လည်းဘာစီလိုနာအသင်းကို၄-၃ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာဟက်ထရစ်သွင်းယူခဲ့တာကြောင့် Real Madrid သမိုင်းမှာ ပွဲဥရရာသည့်အတွင်ပြိုင်ပွဲစုံကိုအများဆုံးသွင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကိုချိုးဖျက်ခဲ့ပါသေးတယ်။ MVP ရဲ့ဂိုးတွေကအဲဒီပွဲမှာအသင်းဝန်အနိုင်ရရှိစေဖို့မလုံလောက်ခဲ့ဘူးဆိုပေမဲ့ဒီရာသီပြိုင်ပွဲစုံမှာ MVP သွင်းယူထားတဲ့အနိုင်နဲ့ တွင်ကိုစုစုပေါင်းက39ကိုရှိသွားစေတဲ့အတွက်ချီလီတိုင်းစစ်မှုဟောင်းကြီး Ivan Zamorano ရဲ့39ကိုစံချိန်ရကျော်ဖြတ်စီခဲ့ပါတယ်။အဲဒီစံချိန်ရကျော်ဖြတ်အပြီး၃ရက်အကြာမှာပဲ Mbappe ကပြိုင်ပွဲဆုံးဂိုး40မြောက်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာရာသီမကုန်ခင်အထိနောက်ထပ်နှစ်ပွဲကစားသွားရဖို့ရှိနေသေးပြီးတော့ ရရာဒီမှာကျင်းပသွားမဲ့ Fever Club ကမ္ဘာဖလားပြိုင်ပွဲလေးရှိနေသေးတာကြောင့် MBB အနေနဲ့ကတော့နောက်ထပ်သွင်းကိုးတွေရမယ်ဆိုရင်ပြီးခဲ့တဲ့ရာဒီကရယူနိုင်ခဲ့တဲ့တရာဒီအတွင်သူ့ရဲ့အကောင်းဆုံးဂိုးတင်စံချိန်ဖြစ်တဲ့54ဂိုးကိုပါကျော်ဖြတ်နိုင်ဖို့အလားအလာကောင်းနေပါတယ်။အခုလို MBB ရဲ့ဂိုးတင်နှုန်းက အသေးအချိန်လေးမကောင်းတဲ့အချိန်မှတောင်မရက်တန့်သွားခဲ့တဲ့အတွက် Real Madrid ပရိသတ်တရတော်တော်လေးချိန်နဲ့လျက်ရှိနေပြီးတော့ဒီအသည်မှာအသင်းကအဓိကစူဖလာတလုံးမှပြန်မပေးနိုင်ခဲ့တဲ့အတွက် MVP အပေါ်တောင်မှအားနာနေကြပါတယ်။ MVP အထက်ကတော့အသင်းလိုက်ဖလာမရဘူးဆိုရင်တောင်ဒီအသည်မှာ La Liga ရဲ့သွင်းကိုအများဆုံးစုဖြစ်တဲ့ ပီချီချီစုကိုရဖို့နံပါတ်1နေရာပြေးနေပြီးနံပါတ်2နေရာမှာတော့လီဝန်ဒိုစကီထက်သွင်းကို39ပိုတာလေးရရှိနေရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။